ပြသများအားလုံးပဲမင်္ဂလာပါရှင်။ဧပြီလ3ရက်သမစ္စမ Prime Time မစ္စမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမချူချမ်းနဲ့အတူမစ္စမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါ။စကောင်းဆောင်ကမနက်ဖြန်ဘင်းစတက်အစီအဝေးတက်ရောက်မှာဖြစ်ပါရစေ။စကောင်းစီကအပြစ်ခတ်ရက်စဲကြောင်းကြေညာပြတဲ့နောက်မန္တလေးနဲ့ရခိုင်မှာဘုံကျဲတာလက်နက်ကြီးပြစ်ခတ်တာတွေကိုဆက်လုပ်နေပါရစေ။ငလျင်ဘေးကူညီခြင်းရင်တရားဝင်ခွင့်ပြုချက်အရင်တောင်းရမယ်လို့စကောင်းစီကပြောလိုက်ပါရစေ။ မန္တလေးငလျင်အတွင်ပျောက်ဆုံးနေတဲ့နိုင်ငံသားသားចောင်းဆရာ၈ယောက်ထက်ကတယောက်ရုပ်အလောင်းတွေ့ပြီးဖြစ်ပါတယ်။နိုင်ငံတကာသတင်းဘက်မှာတော့ American Tamara Trump ကကုံသွေးရေးစစ်ပွဲစတင်လိုက်ပြီးဖြစ်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုံနဲ့ရွှေဈေးတွေကိုပါစူးစီးတင်ဆက်ပေးသွားမှာပါရှင်။အနာဒိုင်းစစ်ကောင်ဆောင်မှုချုပ်မှုကြီးမင်းအောင်လှိုင်ကဘန်ကောက်မြို့မှာကျင်းပနေတဲ့ 6ချိန်မြောက်ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့်နှီးပညာဘတ်စုံပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးဘင်စတက်အစည်းအဝေးကိုမနက်ဖြန်ဧပြီလ၄ရက်နေ့တောက်ကြာနေမှာတက်ရောက်မှာဖြစ်တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကအတည်ပြုပါရယ်။အရင်နေ့ဟာမြန်မာနိုင်ငံမှာအပြတ်စီးများခဲ့တဲ့ငလျင်လှုပ်ခတ်မှုတပတ်တိတိပြည့်တဲ့နေ့လည်းဖြစ်ပါရယ်။ဘင်စတက်အစည်းအဝေးကိုဒီကနေ့ဧပြီလ၃ရက်နေ့နဲ့မနက်ဖြန်၄ရက်နေ့ဒီမှာကျင်းပနေတာပါ။ ဒီစီဝေးကိုဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမြန်မာနေပေါ်နဲ့သီရိလင်္ကာနိုင်ငံတွေကအကြီးအကဲတွေနဲ့ထိုင်းဆိုရောက်ဝင်ကြီးတွေနဲ့အတူတက်ရောက်မှာဖြစ်ပါတယ်ဒီကနေ့ဘင်စတက်အစီဝေးကိုရောစကောင်းဆောင်ကိုစားနိုင်ငံခြားရေးဝင်ကြီးဦးတန်းဆွေတက်ရောက်တာကိုတွေ့ရပါတယ်စကောင်းဆောင်မွေးအောင်လှိုင်ကိုဘင်စတက်အစည်းအဝေးကိုတက်ရောက်ခွင့်မပြုဖို့မြန်မာနိုင်ငံကဆက်အနာရှင်စန့်ကျင်ရေးအရက်ဖတ်အဖွဲ့အစည်း300ကျော်ကထိုင်းဆိုရနဲ့ခေါင်းဆောင်တွေကိုတောင်းဆိုထားပေမဲ့ထိုင်းဆိုရကတော့ဒါကိုမျက်ကွယ်ပြုခဲ့ပါတယ်။ နိုင်ငံတကာရဲ့အမြန်ဆောင်ခြင်းမခံရစေဖို့အတွက်ဘင်စတက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်နဲ့တန်တမန်ရေးအရာခက်ခဲခဲနေဖို့ကိုလည်းကျွမ်းကျင်သူတယောက်ကထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝက်ထရာကိုသတိပေးထားပါတယ်အခုအစည်းအဝေးကိုမြန်မာစစ်ကောင်ဆောင်မြောက်လှိုင်ကိုဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့တာအပေါ်ပညာရှင်တွေတန်တမန်တွေနဲ့ရွှေပြောင်းလုံတမခွင့်ရေးအဖွဲ့တွေကထိုင်းစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါရဲ့ရှင်။ စစ်ကောင်စီကရာရဲပြစ်ခတ်ရက်စဲကြောင့်ကြေညာထားပြီးတဲ့နောက်မန္တလေးတိုင်းတောင်သာမြို့နယ်ကိုတိုက်ပွဲမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့ရခိုင်ကစစ်တွေနဲ့ကြောက်ဖြူမြို့တွေမှာလည်းလက်နက်ကြီးပြစ်ခတ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ငလျင်တန်တဲ့ပြည်သူတွေကိုရှေ့ရှုပြီးတော့စာနာထောက်ထားမှုအရဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြည့်ရမှာဖြစ်တဲ့အကြောင်းစစ်ကောင်စီကမနေ့ကကြေညာထားပါတယ်။ ဒါပေမဲ့ဒီကနေ့ဧပြီလ3ရက်နေ့မနက်2နာရီခွဲဝန်းကျင်လူအိတ်ချိန်မှာတောင်တာမြို့နယ်မှာရှိတဲ့သဲတော်ကြီးရွာကို Jet Fighter စက်တပ်လေထီတွေနဲ့ပုံကျဲသွားတယ်လို့ဒေသရင်းသတင်းရမြက်ကပြောပါရယ်။အရင်ပြက်ခတ်မှုတွေကြောင့်စာတင်ကြောင်းအမိုးပွင့်ပျက်စီးသွားပြီးတော့ကြောက်စိမ့်ဖျားအုပ်တတိုင်းတွေပြိုရာနေအိမ်ထိခိုက်မှုတွေရှိခဲ့ပါရယ်။အလားတူပဲရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူမျိုးတွေမှာလည်းဒီကနေ့ဧပြီလ3ရက်မနက်9:00နာရီနဲ့10:00နာရီဝန်းကျင်မှာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့နှစ်ချက်စီပစ်ခတ်တမ်းကြားရတယ်လို့ဒေသခံတွေကပြောပါရယ် တိုင်းဒလနဲ့ကင်တွေဖြစ်တဲ့ညီနောင်သုံးဖွဲ့ကချင်းလွတ်မြောက်ရေးတက်မရော KIA နဲ့ NUG တို့ကငလင်ဘေးတင်ပြည်သူတွေကိုထောက်ထားတဲ့အနေနဲ့မိမိကိုယ်ကိုခုခံကွင်းကလွဲလို့အပြစ်ရကြောင်းကြေညာထားကြပါဗျ။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့အပြစ်ရကြောင်းကြေညာထားပေမဲ့အရသားတွေရှိတဲ့နေရာကိုဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါရဲ့ရှင်။ငလျင်ဘေးတဲ့ဒေတာတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင်စစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးမှလှုပ်ဆောင်ရမယ်လို့ စက်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောလိုက်ပါတယ်။ကိုကြီးကဲဆဲထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတရားဝင်သက်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ဆက်သွယ်ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝန်ကြီးဌာနတဘာဝဘီယန်ရဲ့ကိုကြီးကဲဆဲရေးအတွက်ဖွဲ့စည်းထားတဲ့တဘာဝဘီယန်ရဲ့စီမံခန့်ခွဲမှုအဖွဲ့ကိုတရားဝင်ဆက်သွယ်ပြီးဆောင်ရွက်ပေးရမယ်လို့သူကပြောပါတယ်။ တရုတ်နိုင်ငံရွှေနံပြည်နယ်ဘက်ကနေဝင်ရောက်လာတဲ့ငလျင်ဘေးကူညီမဲ့ထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ရင်ကိုစည်းပါတဲ့ရန်နံကိုနောင်ချိုမြို့နယ်အုံမတီရွာမှာဧပြီလ၁ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကပြစ်ခတ်မှုလှုပ်ဆောင်ခဲ့တဲ့အကြောင်းစစ်ကောင်စီသတင်းပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကဧပြီလ၂ရက်မှာဝန်ခံခဲ့ပါတယ်အဲ့ဒီဂျန်ဒါဟာစစ်ကောင်စီကိုအကြောင်းကြားခဲ့တာမရှိလို့တားမြစ်ရာကနေပြစ်ခတ်ခဲ့တယ်လို့သူကပြောပါရယ် ဒါပေမဲ့တရားမျိုးသားလွတ်မြောက်ရေးတမတော် TNL ပြောခွင့်ရသူကတော့ဝင်လာတဲ့တရုတ်ကင်ဆယ်ရေးအဖွဲ့ဟာစစ်ကောင်စီစီကနေခွင့်ပြုချက်ရရှိပြီးသားဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာနိုင်ငံပေါင်း18နိုင်ငံကလေရင်အစီးရေ59စီကင်ဆယ်ရေးဝန်ထမ်းပေါင်း1566ရောက်ရောက်ရှိပြီးတော့ငလျင်ဘေးသင်းနဲ့မြန်မာပြည်သူတွေကိုကင်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်နေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးမြို့အောင်မြေသာဇံလမ်း60မှာရှိတဲ့ Sky Villa ကွန်ဒိုမှာပျောက်ဆုံးနေတဲ့နိုင်ငံသားသားကျောင်းဆရာဆရာမ၈ယောက်ထဲကတယောက်ရဲ့ရုပ်အလောင်းတွေ့ရှိပြီးဖြစ်တယ်လို့နိဇတ်သူရိစီကနေသိရပါဗျ။မလင်လောက်ခတ်ချင်အဆောက်အုံပြိုကျမှုအတွင်းဖိလစ်ပိုင်နိုင်ငံက Baron Barcelon, Excel Jazz Athlete, Alexis Gill Athlete, Francis Aragon, South Africa နိုင်ငံက Cowan Reed Titans, Belontel Gill, Oliver Shivin, Korea နိုင်ငံက Mike Kazen Sefto ကပျောက်ဆုံးနေတာဖြစ်ပါတယ်။ XCIS အထက်တန်းကျောင်းဆရာရုရှားနိုင်ငံသား Mike ရဲ့ရုပ်အလောင်းကိုတော့ဧပြီလ2ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့တယ်လို့နှိဇတ်သူတယောက်ကပြောပါရယ်။တင်ဆောင်သူ Mike Kazanzev ပျောက်ဆုံးနေစေဖြစ်တဲ့ Cowan Reed Titus Baron Percello Oliver Chauvin နဲ့ Pounder Gildo ဟာ XCIS အထက်တန်းကျောင်းကကျောင်းဆရာဆရာမတွေဖြစ်ကြပါရယ်။ ဇနီးမောင်နှံဖြစ်တဲ့ Excel Just Atlin နဲ့ Alexis Gale Atlin တို့ကတော့ MISA Mandalay International School of Acumen ကျောင်းကကျောင်းဆရာဆရာမတွေဖြစ်ကြပြီးတော့ Francis Aragon ကတော့ Business Administration Society ကျောင်းဆရာဖြစ်ကြောင်းနေဆက်သူတွေစီကနေသိရပါတယ်သူတို့ပြောင်းဆုံးနေတဲ့ Sky Filo ကွန်ဒိုမှာငလျင်လှုပ်ခတ်ချိန်6ရက်မြောက်ဒီကနေ့ April 3ရက်နေ့အထိရှောက်ပွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ြည်တွင်သတင်းတွေအပြီးမှာတော့ထိတ်တန့်ရောက်နိုင်ငံတကာသတင်းတစ်ခုကိုဆက်လက်တင်ဆက်ပေးကြမှာရယ်။ American သမ္မတ Donald Trump ကကုန်သွယ်ရေးစစ်ပွဲကိုစတင်လိုက်ပါပြီ။အပြည့်စုံကိုဆက်လက်ကြည့်လိုက်အောင်ပါရှင်။ American သမ္မတ Donald Trump ကကမ္ဘာတစ်ဝှမ်းမှာသွင်းကုန်တွေအပေါ်တစ်ဆယ်ရာခိုင်နှုန်းအခွန်နှုန်းထားနဲ့အဓိကကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့တရုတ်34ရာခိုင်နှုန်း၊ဥရောပသမဂ္ဂ20ရာခိုင်နှုန်း၊ဂျပန်24ရာခိုင်နှုန်းစတဲ့နိုင်ငံတွေအပေါ် ပုံမပြန်ထန်တဲ့အခွန်တွေချမှတ်ပြီးတော့ကုံသွဲရေးစစ်ပွဲတစ်ခုကိုစတင်လိုက်ပါတယ်။အိမ်ပြီးတော့နှင်းစီချမှာဇရာချက်ကန်ပြီးတော့လွမြောက်ရေးနေလို့တမုတ်ပြီးဒီအခွန်တွေကအမေရိကန်စီးပွားရေးကိုရွှေခက်ကိုပြန်လဲရောက်ရှိစေမယ်လို့ထရမ်ကကြွေးကြော်ခဲ့ပါတယ်။သူကဇဲစုနဲ့များစွာအမေရိကန်ကိုနိုင်ငံတွေကလူရက်ခဲ့တဲ့ဆိုပြီးဒီအစီအမံတွေကအမေရိကန်ကိုချမ်းသာလာစေမယ်လို့အာမခံခဲ့ပါတယ်။ဒီကြီးညာချက်ကြောင့်ကမ္ဘာတဝန်းကဒေါသတကြီးတုတ်ပြန်မှုတွေထွက်ပေါ်လာပြီးတော့ ။ဩစတြေးလျကမိတ်ဆွေလောက်ရမဟုတ်လို့ဝေဖန်ပြီးလက်တုပ်ပြန်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ stock ဈေးကွက်တွေကလည်းမတိမငိမ်ဖြစ်ပြီးတော့ရွှေဈေးတွေစံချိန်တင်တက်သွားပါတယ်။ပြည်တိုင်ကလည်း30ရာခိုင်နှုန်းအခွန်ခံရပြီမဲ့နှိုင်းရှင်လို့ရှင်တော့တက်တာနေတာပါကမ္ဘောဒီးယား49ရာခိုင်နှုန်းဗီယက်နမ်48ရာခိုင်နှုန်းမြန်မာ44ရာခိုင်နှုန်းတို့ကတော့အထိခိုက်ဆုံးဖြစ်ပြီးရုရှားကတော့ပိတ်ဆို့မှုကြောင့်ထိခိုက်မှုမရှိလို့ဆိုပါတယ် ွမ်းကျင်သူတွေကဒီအခွန်တွေကြောင့်အမေရိကန်စားသုံးသူတွေအပေါ်ကုန်ကြမ်းစည်းတွေကျရောက်မှာဖြစ်ပြီးတော့ကမ္ဘာစီးပွားရေးကိုထိခိုက်စေကစီးပွားရေးကျဆင်းမှုဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးပါရယ်။အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Scott Bessent ကတော့လက်တုပ်ပြမကအခွန်ထပ်တိုးမယ်လို့ချိန်ချောက်ခဲ့ပါရယ်။မက္ကဆီကိုနဲ့ကနေဒါတို့ကအရင်ကအခွန်25ရာခိုင်နှုန်းကျောက်တက်မှန်ချမှတ်ခံရခြင်းမရှိပေမဲ့ကနေဒါကတံပြန်အစီအမံများချမှတ်မယ်လို့ကတိပြုပါရယ်။ ဘရာဇီးကလည်းကုန်သွယ်ရေးအတားအဆီးတွေတုံ့ပြန်ဖို့ဥပဒေကိုပြုခဲ့ပါတယ်ထရမ့်ရဲ့အစီအမံတွေကအမေရိကန်ကိုမဟာမိတ်တွေနဲ့ဝေးကွာစေပြီးကမ္ဘာစနစ်သက်စီကိုဥတည်နေတယ်လို့စိုးရိမ်မှုတွေမြင့်တက်လာပါတယ်။ထရမ့်ရဲ့ဒုတိယသက်တမ်း၃လမပြည့်မီထွက်ပေါ်လာတဲ့ဒီကြေညာချက်ဟာသူ့ရဲ့ကုန်သွယ်ရေးမညီမျှမှုတွေကိုအခွန်နဲ့ဖြည့်ရှင်းလိုတဲ့ရီမန်ချက်ရဲ့အထောက်အထိပ်ဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါရီကရောမင်းစမသတင်းတောက်ကိုမြတ်သူရောက်စုစည်းတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4410ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1563.55ကျပ် ပြင်ပပေါ့စီ3298ကျင်းဥရောပဒေယူရိုကိုစစ်ကောင်စီတတ်မှတ်စီ2268.3ကျင်းပြင်ပပေါ့စီ4856ကျင်းထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ67.4ကျင်းပြင်ပပေါ့စီ128.8ကျင်းမလေးရှားတမင်ကိကိုစစ်ကောင်စီတတ်မှတ်စီ487.22ကျင်းပြင်ပပေါ့စီ990ကျင်း ေါ့စေးရှိပါတယ်။ဖော်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစည်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့တင်းသက်မှတ်စေ56သိန်း1000ကျပ်ပြန်ပပေါ့စေ80သိန်း4000ကျ15ပဲတစ်ချက်သားကိုရွှေကုန်တဲ့တင်းသက်မှတ်စေ52သိန်း5985ကျပ်ပြန်ပပေါ့စေ66သိန်း3000ကျပ်ပေါ့စေးရှိပါတယ် ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2580ကျပ်ပရီမီယံဒီဇယ်လီတာကို3190ကျပ်အော်ဒိတ်92လီတာကို3000ကျပ်အော်ဒိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီစင်းနှုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6855ကျပ်ပြင်ပပေါက်စေ1000ကျပ်ပေါက်စေရှိပါတယ်ဖော်ပြပါစင်းနှုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမင်စမဘရိုင်းတိုင်းမင်းစမတရင်အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်တီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီဇန်ကိုတော့ကျွန်မဂျူချန်းကစူးစီးတင်ဆက်ပေးခဲ့တာပါ ။တမင်းစမပရိုင်တိုင်းစီစဉ်ကိုနေ့စဉ်တင်းလှနေကနေတောက်ကြနေအထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးတဘာဝပေးစစ်ပေးကနေကင်းငင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။